ုချုပ်ထွက်မြင်နေထက်ထက်ခါခါပြောနေတဲ့မြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွတ်မြောက်ရေးကမလုပ်လို့မဖြစ်ပါဘူးလေတော်လိုက်တဲ့ပုံဆိုတာအနာဂတ်တွေအစိုးရဆိုပြီးတော့ဘုချုပ်ထွန်းမြတ်နိုင်ကပြောသွားပါလိမ့်ဒီပိုင်းတွေကိုကျွန်တော်ထုတ်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပြီးကြားပါဦးဒါပေမဲ့ရခိုင်ပြည်မှာတရုတ်ကအကျိုးစီးပွားသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကလည်းအလွန်ကြီးမားတာကျွန်တော်တွေ့ရပါတယ်အဲမနစ်ကစသူ့ရဲ့ private security firm တွေ company တွေကိုပို့လာတယ်ပို့လာတယ်အကြောက်ပြည်မှာထားတဲ့ကိစ္စတွေကျွန်တော်တို့တွေ့ရတယ် မြင်ရတယ်ကြားရတယ်ဖတ်ရတယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်လိုရခိုင်ပြည်လို back water ဖြစ်တယ်လို့ပြောကြတယ်ဟဟလာပြည်နယ်တစ်ခုမှာမြန်မာနိုင်ငံမှာအစင်းရဲဆုံးပြည်နယ်တစ်ထဲမှာပါပါတယ်ဒီနေ့ကြည့်မယ်ဆိုပြည်ပကလာတဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာတကယ်တကယ်တော့ဒါရှိုးစိုးလက်ခံကြရမှာပဲဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုတော့အလောက်ကန်ဖန်တီးတဲ့ကိစ္စတွေလူလူတွေရဲ့ဟလာစီဝိုင်းတည်ငြိမ်ကောင်းမွန်လာမဲ့ဟာတွေပေါ့ဆိုတော့ ကျွန်တော်ထင်တယ်တိယဘက်လာလားအိန္ဒိယဘက်လာလားထိုင်းဘက်လာလားအနောက်နိုင်ငံကုမ္ပဏီတွေဘက်လာလားဒီနေ့မြုပ်နေတဲ့အခါမှာ A ဘက်မှာလည်းသူ့မှာရှိတဲ့စဉ်းစားချက်တွေဒီ investment နဲ့ပတ်သက်တဲ့စဉ်းစားချက်တွေရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျွန်တော်ရှင်းပြစေချင်တယ်ဟုတ်ကဲ့ဒီမြန်မာနိုင်ငံသားတွေပြောလေးရှိတဲ့ငါတို့မြန်မာနိုင်ငံကမဟာဗျူဟာရအရန်တန်ဖို့ရှိတယ်ဆိုတာ ဒီဟာတကယ်တန်ဖိုးရှိတယ်ဆိုရင်တကယ်တန်ဖိုးရှိတယ်ဆိုတော့ဘသူအတွက်တန်ဖိုးရှိတာလဲအရေးကြီးတယ်ဆိုတာကဘသူအတွက်အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့ဒေတာအတွင်းမှာဒီနေမြေဒေတာတွေရဲ့အာသာချက်တွေကိုအသုံးပြုပြီးအလုံးလုံးပဲလူတွေအတွက်တန်ဖိုးရှိတာမှတရုတ်နိုင်ငံဆင်းရဲနေတော့ငါအိန္ဒိယနိုင်ငံဟာမလွတ်မြောက်ခင်ကာလကဆိုရင်ဒီဒေတာအလောက်စီလည်းမဟုတ်ပါဘူးစစ်တိုက်တဲ့ချိန်မှာတော့ဒီကိုဖြတ်ပြီးမှတိုက်ကြမယ်ဆိုတော့စီရရဒါ အခရာကြတဲ့အဲဒေတာတစ်ခုအနေနဲ့တော့ပြောလို့ရတာပေါ့သို့တော့မစီအရာတစ်ခုကိုပဲကြည်လို့မရဘူးလေကြံတဲ့ဒီဒီကပါကြီးလူသားဘောတွေကိုတိဆောက်ဖို့နိုင်ငံတွေကိုတိဆောက်ဖို့ကုံသွေးတွေနဲ့ပတ်သက်ပြီးမှတက်မယ်ဆိုရင်ဒီရင်းနှီးမြှုပ်နှံမှုဒီစီမံကိန်းတွေကိုလှုပ်လာလေလေသူဒေတာရေးပါမှုနဲ့တန်ဖိုးတွေကပုံမြင့်တက်လာလေပဲဆိုတော့ဒီဟာတွေကိုမစင်စားဘူးဆိုရင်ဒီတန်ဖိုးကလည်းဒီတိုင်းပဲရှိမှာပါပဲ နေကြီးအောင်မှမြုပ်နေတဲ့တရားစာရလိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့ရခိုင်ဒေသလည်းပဲအာရခိုင်ဒေသကအာမဟာဗျူဟာမြောက်အေးပါတယ်လို့ဘလောက်ပဲပြောပြောဘာရင်းနေမြုပ်နေမှုမှမရှိရင်ဒီဒေသကဆင်းရဲပိတ်လောင်ပြီးမှဒေသတွင်ကလူတွေအလုတ်ကန်ရဖို့အတွက်တရက်ကိုကာစီတရားလောက်အလုတ်ရှာမိသားစုတွေပြိုကွဲနေမှာပဲဆိုတော့ကျွန်တော်တို့ကဒီဒေသရဲ့ဟိုအချက်ချာအနေထားကိုအသုံးပြုဖို့အတွက်ဆိုရင်တရုတ်ကလာမယ်အိန္ဒိယကလာမယ် ဆိုရင်ကျွန်တော်တို့ကဒီတရုတ်အိန္ဒိယဟို reliable guarantor ပေါ့အဟိုဟိုလက်ဆုပ်လက်ကမ်းမိခိုအားထားရတဲ့တည်ငြိမ်တဲ့အာမခံသူအနေနဲ့ဆိုရင်သူတို့အတွက်လည်းဒါဒါအာမခံချက်ရှိမယ်ကိုယ့်အတွက်လည်းဂုံတိတ်ခါရှိရှိနဲ့ဒီဒီရင်းနှီးမြုပ်နှံမှုကပါလာတဲ့အကျိုးစီးပွားတွေကိုပြည်သူအတွက်အသုံးချနိုင်မယ်ပေါ့ဒါကျွန်တော်တို့ရဲ့စဉ်းစားချက် ဒီလူတွေကလာပြီးမမြုပ်နိုင်နိုင်ဘူးဆိုရင်ဘယ်သူကလာမလဲ။ဟို UK ကလာမလား။ဂျပန်ကလာမလားဘူးသူတို့ကဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူတွေကဒါကျွန်တော်ကတရုတ်ဘက်ကိုဘယ်လိုက်ပြောတာမဟုတ်ဘူးနော်။အရှိတရားကိုအရှိတရားကျွန်တော်အမြင်ကိုသင်ပြောပြတာ။လူတွေကဘာမှမရှိဘဲနဲ့ NGO တွေအယူဆွဲတော့တယ်ကျွန်တော်ဒီအဲ့ဒီလူတွေကိုတိုက်တာလည်းမဟုတ်ဘူးအရှိတရားပြောတာဟုတ်ကဲ့ အာဆယ်လုံးရင်ဒါပြတ်သွားမယ်ဘာလုံးရင်ဘာပြတ်သွားမယ်ဒါကြောင့်ဟိုစီမံကိန်းလုံးရင်တော့လေမြေတွေကိုတုံးရမှာပဲဒီလေမြေတွေကိုယော်ကြီးတွေပေးတယ်မရလိုက်ဘူးဆိုရင်ဒီဥပဒေကြောင့်ရမရရအောင်ကျွန်တော်တို့ကလုံးရမယ်ဒါကိုလုံးဝပိတ်ပင်ပြီးမှဆိုတာထက်ဒါပြည်သူတွေရဲ့အကျိုးနဲ့အရှိတရားကိုမြင်အောင်ကြည့်တဲ့လက်တွေ့ကြတဲ့စဉ်းစားချက်တော့ဖြစ်ဖို့လိုတယ်ဆိုတော့တရုတ်ဆိုးရနေပြီးတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ တွေ့တဲ့ခါမှဖြစ်ဖြစ်အခုသွားပြီးလဲခဲ့တဲ့ဝင်းကြီးချုပ်ဦးညိုစောနဲ့တွေ့တဲ့ခါမှဖြစ်ဖြစ်တရုတ်ကြီးနေမြုံနိုင်မှုတွေမြန်မာပြည်မှာကာကွယ်စောင့်ရှောက်ပေးဖို့ကိုပြောလို့ရှိပါတယ်အဲ့ဒီလိုပဲဘ ෝජ ုတ်ထွန်းမြတ်နိုင်တို့ကလည်းဒီတရုတ်အာဏာပိုင်နေတဲ့တွေ့ဆုံဆက်ဆံရတဲ့ခါမှာဘ ෝජ ုတ်ထွန်းမြတ်နိုင်တို့အေအေကိုသူတို့အနေနဲ့သူတို့ရဲ့ညီနီမြုံနယ်မှုတွေရှိတဲ့ရခိုင်ပြည်မှာအရေးကြီးတဲ့ညီနီမြုံနယ်မှုတွေရှိတဲ့ရခိုင်ပြည်မှာ သူတို့ security grantor အဖြစ်နဲ့သူတို့ grantor အဖြစ်နဲ့ဟော man state actor အဖြစ်နဲ့ဟောဘယ်လိုမျိုးဆက်ဆံတာရှိခဲ့ဘယ်လိုဆွေးနွေးတာရှိခဲ့တယ်လဲအဒီစကားမရနဲ့တရုတ်နဲ့ဆက်ဆံရေးကတော့ပို့ပြီးမှအဆင့်မြင့်တဲ့ဆက်ဆံရေးပေါ့ဟိုပီကင်းဘဟုကဝန်ကြီးအဆင့်သမ္မတအချင်းချင်းဆက်ဆံတဲ့ဆက်ဆံရေးမျိုးကျွန်တော်တို့ကတော့ non state actor ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နဲ့ကျွန်တော်တို့ဆက်ဆံပါတယ်ဆိုတော့ပြောဆိုတော့မတင်တော့ပါဘူး ကျွန်တော်တို့သူတို့လည်းဒါ protocol အရဆိုရင်လည်းဒီလောက်ဒီ high profile ဆင်တော့မဟုတ်ပါဘူးဆိုတော့အဲဒါဒါအမှန်ပဲလေဆိုတော့သူတို့လည်းအဲသူရဲ့ရင်းနှီးမြုပ်နှံမှုအကျိုးစီးပွားလူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုအတွက်ဒါကျွန်တော်တို့ကိုမေးခွန်းနေတော့ရှိတာပဲကျွန်တော်တို့ဘက်ကလည်းပဲဒီကိစ္စတွေပေါ်မှာအာကိုလည်းဒါတော်လန်ရေးတပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲလေသူတို့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ် လုံတဲ့အချိန်မှာတော့အခြေအနေနဲ့ကိုက်ညီနေတော်လန်ရေးဆန်ဆန်လုပ်ရတာတော့အဓိကပေါ့နော်။ဒါပေမဲ့တွေးခေါ်ပြီးမှအဲ့ဒီနေရာကိုရအောင်ကြိုးစားရင်လည်းတဖြည်းဖြည်းချင်းကပ်ရတာဆိုတော့အာသူတို့ရဲ့အကျိုးစီးပွားနဲ့ပฏิပခမဖြစ်တဲ့မူဝါဒတွေကိုကိုကလည်း adopt လုပ်ဖို့တော့လိုတာပေါ့။အာဒါကတော့တဖြည်းဖြည်းနဲ့ဒါအခုစကားမတွေကိုသူတို့ကခေါ်ပြီးမှ တွေးတယ်၊ကူညီနေတယ်ဆိုပေမဲ့ကျွန်တော်စောစောပြောခဲ့တဲ့ ဟို asset analogy ပေါ့ကွာ serial analogy နဲ့ခိုင်နိုင်ပြီးမှဒီကောင်လည်းဘုံခနဲ့လွင့်သွားနိုင်တာပဲလေမရွေးကောက်ပွဲအတွက်သူလူ900လောက်ထုတ်တယ်ဒါဒါခြေလန်းတလန်းကနေတလန်းအပြောင်ပေါ်တော့ gear တစ်ခုကနေတစ်ခုချိန်တဲ့ချိန်မှာသူ့ရဲ့ဟာအမြဲတမ်းခလုတ်တိုက်နိုင်တာပဲလေဟိုဒါအကောင့်အဆုံးအတွက်လဲသူ့သူ့အတွက်ပေါ့လေအကောင့်တစ်ခုကိုရောက်တော့နိုင်တယ်လို့မတော်ရင်ခလုတ်တိုက်နိုင်တာပဲ ဝိတ်အများကြီးနဲ့ခလုတ်သေးသေးလေးတိုက်ရင်လည်းဒီ pressure တွေကြောင့်အမျိုးမျိုးဖြစ်သွားနိုင်တာပဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစီးလုံးညီညွတ်မှုမရှိဘူးပြီးမှအိမ်နီးချင်းနိုင်ငံတွေကလည်းဒီ reliable security guarantor ကိုမြင်ချင်ကြတာပေါ့ဒါဖြစ်တဲ့ကိစ္စပဲဆိုတော့ဒီအတွက်လည်းကျွန်တော်တို့ကတေချာစဉ်းစားဖို့လိုပါတယ်အဲ့တော့စဉ်းစားတာလည်းဆိုင်ပြင်ဆင်ထားပြီးပြီလား အဲကျွန်တော်တို့ဒေတာအဆင့်အနေနဲ့ဆိုရင် ရခိုင်ဟိုအာရခအစိုးရအနေနဲ့တော့ကိုယ်အစိတ်ပိုင်းရကျွန်တော်တို့ကပြောလို့ရတယ်ဒါပေမဲ့ဒီတပြေထောင်စုတစ်ခုလုံးအတိုင်းတာနဲ့ဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်အခုရခိုင်ပြည်မှာရှိတဲ့ချားပြည်နယ်တွေမှာရှိတဲ့ညီနေမြုံနယ်မှုတွေကအဲ့ဒေတာမှာနေထိုင်တဲ့ပြည်သူတွေတက်ဘလောက်အကျိုးမြတ်ရှိမလဲသူတို့ခံစားရကဘလောက်ရှိမလဲပေါ့နော်ထုံနည်း၎င်းပဲရခိုင်ပြည်မှာအခုတရုတ်ကညီနေမြုံနယ်မှုတွေက ီနေ့ပြစ္ဆုတ်ပံမှာရောအနာဂတ်မှာရောရခိုင်ပြည်သူပြည်သားတွေအတွက်တို့ဘဝတွေပို့ပြီးတိုးတက်ကောင်းမွန်အောင်ဖို့အတွက်ဘယ်လောက်အကျိုးရှိမလဲဆိုတဲ့ကိစ္စအပူရေးကြည့်တယ်မဟုတ်ဘူးလားအဲ့ဒါမျိုးကြရင်ဘလို negotiate လုပ်ကြမှာလဲ negotiate လုပ်တယ်ဆိုတာကတော့ကိုဘယ်အနေထားကိုရောက်ရှိနေပြီလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကိုအိမ်မှာပတ်စံ30ပဲရှိတဲ့အချိန်ကစည်းကိုတော့ရင်ကိုက30တန်းဝယ်ဖို့ပဲစဉ်းစားရတာပေါ့ မတပေါင်းနဲ့တရက်ရှိပြီဆိုရင်တော့တပေါင်းနဲ့အတွက်သူသူပြောမှာပဲကျွန်တော်တို့ကဒီအာရခဒေတာအတွက်တော့စဉ်းစားတာမှန်ပါတယ်ကျွန်တော်အရင်လည်းပြောခုပါတယ်အဲကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒမှန်ပါတယ်သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွန်မြောက်ရေးဆိုတဲ့ဟာကိုမစဉ်းစားလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့ဟိုကလူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူမယ်ဆိုရင်ဒါဆိုရင်လူမျိုးတင်းလူမျိုးနဲတယ် အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအစားပေါ့လေနော်စဉ်းစားရမှာဒါကြောင့်တစ်ဖက်ကတော့ကိုကကိုအာရခဒေတာအတွက်ကကျွန်တော်တို့သမိုင်းအတွက်လုတ်เสียရှိတာဘောတော့ကျွန်တော်တို့လုတ်နေကြပြီတပြိုင်တည်းမှာစဉ်းစားเสียရတယ်လည်းအများကြီးရှိတယ်မြန်မာနိုင်ငံတရံဇာတာတွေဖြစ်ဖြစ်အနာဂတ်ကုန်သွေးဆိုင်ရာစီမံချက်တွေဖြစ်ဖြစ်အဲလုတ်တဲ့အချိန်မှာကိုနိုင်ငံကစီလုံးမရှိဘူးစစ်ဖြစ်နေတော့ဟိုမှာစကားမဆိုရင်လည်းပဲ စစ်ဖြစ်လာတဲ့အချိန်မှာသူတရုတ်ကိုပြေးပြီးမှစီမံကိန်းတွေကိုအသက်သွင်းခိုင်းတာအသွင်းပြေးမှအဲ့ဒီစီမံကိန်းတွေကိုအကာအကွယ်ယူပြီးသူ့ရဲ့မဟာဗျူဟာမြောက်လေကထစ်အဖြစ်အသုံးချတာပေါ့အဲဒါကသူ့ဖက်မှသူကစားလို့ရတဲ့ဟာသူကစားမှာပဲကိုဖက်ကကြတော့အဲ့လိုမျိုးကစားဖို့အတွက် leverage ကလက်ထဲမှာမရှိဘူးဒီဟာတွေကြောင့်ကျွန်တော်တို့မှာဒီဟာတွေကို counter ဘယ်လိုလုပ်ရမလဲဒီသူ့ရဲ့နိုင်ဖဲတွေကိုလက်ထဲရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလည်းတေချာနည်းလမ်းရှာဖို့တော့လိုပါတယ် ဲ့တော့2029 2029က phase 1 phase 2မှာပေါ့နော် three brotherhood ပေါ့ညီတော်သုံးပေါ့ RMDA TNLA နဲ့ AA ပေါ့နော်အဲ့ဒီ coalition ကရောသူတို့ရဲ့ unity ရောအခုအချိန်မှာဘယ်လိုရှိသလဲအာကျွန်တော်တို့မူဝါဒအရရောစီ